စာပေဖတ်ရှုမြင့်လို့သူများအားလုံးမင်္ဂလာပါရှင် ink wise youtube channel မှာလိုက်လွယ်နေထွေးစွာကြိုဆိုပါတယ်ရှင်ယခုတစ်ခါရွေးချယ်ထားတာကတော့နုနုကြီးအင်းဝါရေးသားတဲ့ခောစာဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ရှင် နေပူလေးပူအောက်မှာကြက်တီးကုန်းမြေပေါ်ကပြောင်းပင်ဆန့်ပင်တွေရိုင်းရိုင်းလှောက်ရှားနေကြတယ်။ပြောင်းပင်ဆက်ပင်တွေကြားကတဲအိမ်စု၄၅အိမ်ကိုဟိုနားတလုံးဒီနားတလုံးလမ်းမြင်နေရတယ်။တစ်ပင်လေတိုးတန်ကလွင်အားလုံးဟာငိန်တက်တိတ်ဆိတ်လို့တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့ဂျိုးခုတန်တက်တဲ့နဲ့အတူနေပူလေးမှုတ်ထားတဲ့ တဲအိမ်စုလေးတွေပေါ်မှာလမ်းချုံထားတာကမန်းမုတ်ရွတ်ဖတ်တန်တက်တယ်။အုံးယန်တနမိတ်တန်အဝမင်္ဂလင်စအုံးယန်ဒုံနမိတ်တန်ဖရာတရားတန်ကတမ္မာဒီဝနဲ့ကောင်းနဲ့မြန်သောဆောင်နဲ့တအောင်ဆောင်နဲ့ကြက်တီးကုန်းကိုဆောက်တော့နဲ့အပေါင်းတို့ အားလုံးအားလုံးမတော်မူကြပါမကြည်မြတ်သောအပြည့်များရှိရင်လည်းအမိတ်မဲများဖွင့်တော်မူပါအတားအယေနတ်မောင်စပင်ဖြူဖားလျာထံပိန်ရင်ရှားနှင့်ရွတ်ဖက်မမုန်နေတဲ့အဖွားအုပ်ကိုတဲအိမ်လေးနဲ့အပြည့်ယောက်ျားမိန်းမတွေကဝိုင်းကြည့်နေကြတယ်ဖောင်းအိုရှိနားမှာမင်းကြီးရဲ့ဆောင်စုပ်အထက်ထက်နဲ့ရစ်ပက်ထားတဲ့၃နှစ်အရွယ်ကလေးလေးတယောက် ကလေးကောင်းရင်းမှာတော့အဖိုးအိုမြောက်ကြည့်ပြီး ပြန်ချထားတဲ့ဆက်နဲ့ပြောင်းအယောထမင်းစလောင်းဖုံးတစ်ချက်တောက်ကြတာတောက်ကြတာမှာဖီစီကဲရောက်သည်အမောက်ပယောကများရှောင်ကြရှားကြအောင်ဝေးရတော့ရှောင်ကြရှားကြမျက်လုံးမိတ်ထားတဲ့အဖိုးအိုရဲ့ခန္ဓာကိုယ်ပိန်ပိန်လေးရုတ်တရက်ရင်ထိုးလှုပ်ရှားလာပြီးဝုန်းခနဲထောက်ခုံလိုက်တော့ တဲအိမ်လေးပေါ်ကလူပရိသတ်တွေစီကအထိုက်တလန့်အော်တန်နေထက်လာတယ်။ကလေးတချို့ကစင်ပြေပြီးရင်ခွင်တဲကကလေးတွေကအော်ငိုကြတယ်။ဟဲ့ကလေးမေးဘယ်မလဲကောင်းမမိထွေးစိန်ဘယ်မလဲဟဲ့လာခက်ရှေ့ကိုတို့ခက်အဖွားအိုလိုပဲထမင်းရင်ရှားနဲ့ရှေ့နားမှာထိုင်နေတဲ့ထွေးစိန်ဆိုတဲ့ကလေးအမေခန့်ငင်ငယ်လေးကဟီးကနေငိုချလိုက်တယ်။ပြီးတော့ ကြောက်ကြောက်နဲ့နဲ့နဲ့နောက်ဆုံးရင်အမိခေါ်နေပြီကြောက်ကြောက်တယ်အမိသွားလိုက်အမိအမိရှိသွားလိုက်အမငေါ့ကို မခက်လေးစားလို့သလားဟဲ့အဖိုးအိုခုန်လိုက်တာကြောင့်တဲကလေးတလုံးလုံးရိုင်းထိုးသွားတယ်တဲတော်ကထမင်းရှားနဲ့မိန်းမတွေအင်းကြီးသုံးလုံးကျွတ်နဲ့ယောက်ျားတွေအကုန်လုံးလက်အုပ်တွေချီလိုက်ကြတယ်ဟဲ့မင်းကငါမလောက်သားလားအောင်စုံးမထားတာနင်မမှန်ဘူး ဟင်မြစ်လေတော့ထဲမှာဝခုတ်ရင်ဝါချုံစူးတေးအောင်ငါလောက်တာဟဲ့ငါလောက်တာလက်အုပ်ချီထားတဲ့ထွေးစိန်မျက်လုံးတွေပြူးဝိုင်းပြီးတကူလုံးတုံနေတယ်အေးအခုမြစ်သားကိုလည်းငငယ်ရွယ်ရွယ်နဲ့အတက်တေးအောင်ငါတခါတည်းတေးအောင်လှုပ်လိုက်ရလို့နော်ဟွန်းမလှုပ်ပါနဲ့မလှုပ်ပါနဲ့အမေဦးဒေါ်ချက်ကြီးကိုပြောပါအောင်ကျုပ်ကျုပ်သားလေးကိုမလှုပ်ပါနဲ့လို့ အဖိုးအိုကဝုန်းကနေတခါခုံလိုက်ပြန်တယ်။ဟဲ့ထွေးစိန်နောက်ဝင်နေတာကိုအဲ့လိုမပြောရဘူး။ဒီကမ္မလေးနဲ့တော့ဆိုတဲ့အထိတ်သနဲ့တန်တွေထွက်လာတယ်။အမိတ်မင်းမမတိလို့ပါဖျား။မတိလို့ပါ ထွေးစိန်ဟဲ့ငါပြောတယ်လို့လုပ်လေ။မတိလို့ပါမတိလို့ပါဖျား။ကျုပ်သားလေးကိုတီအောင်မလုပ်ပါနဲ့ဖျား။အဖိုးအိုက စပင်းဖြူလေးတွေတလုံးလုံးဖြစ်သွားအောင်ခေါင်းတညင်ညင်လှုပ်လိုက်တယ်။အေးဒီလိုဆိုမင်းသားအသက်မသေးချင်ငါ့ကိုကြွေးရမယ်။နေဝီတယောမှာစံထမင်းခုနှစ်ဆုပ်အမဲတိုင်းဟင်းနဲ့ခေါ်စာပြစ်ကြွေးမင်းသားချက်ချင်းနေကောင်းသွားစေရမယ်။ဟေးကြားလားကြားလား။ဟေးပြောလိုက်လေထွေးစိန်ကြွေးပါမယ်ပြစ်ပါမယ်လို့အမေကျုပ်တို့ဩပြောလို့ပါဆို။ ဒီ YouTube ပေါ်တော့နေဒီ YouTube ပေါ်တော့မနေတော့ငါသိချင်းနေကျွေးဖမယ်ကျွေးဖမယ်ဖြစ်ပါမယ်ဖရာအဖွားအိုခေါင်းညိတ်ရင်ပြက်လဲလိုက်တဲ့အချိန်ကြောင့်ဝါချန်ခင်းပေါ်တိတ်ထားတဲ့ကလေးကအော်ငိုလိုက်တယ်မိခဲလေးလိုပူလောင်လာတဲ့တားကလေးကိုထွေးစိန်ပွေယူလိုက်ရင်အမိကိုမကြင်မနဲ့နှုတ်ခမ်းကိတ်မိတယ် YouTube ပေါ်တော့မိမဲ့နေရာတကာထွေးစိန်မယူဘူးမပေါ်ဘူးအမေရဲ့ ခေါင်လဝေးလာတဲ့ထွေးစိန်တို့ကြက်ပြီးကုန်းမြေတဲအိမ်စုလေးဟာပြောင်းဆက်ကိုစိတ်ပြိုးပြီးပြောင်းဆက်ထမင်းနဲ့ပဲအသက်ရှင်ကြရတယ်လေစံထမင်းဆိုတာဘယ်လိုဟာလဲလို့ကြက်ပြီးကုန်းတဲအိမ်စုမတိတော့ဘူးဆိုတာ အမေလဲတိတာနဲ့အမေရဲ့ကလေးမနဲ့နီးတဲ့ထွေးစိန်တို့အမျိုးရွာဟာကြက်ပြီးကုန်းကနေဆိုအတော်အပြန်နေကုန်ခရီးလောက်ရှိပေမဲ့ထွေးစိန်မမောပါဘူးဒီမှာလေဒီမှာကြည့် ထွေးစိန်လေးဝင်းကပစိုးအိတ်ထောင်ထဲမှာထမင်းထုတ်ထမင်းစုပ်စံဖြူထမင်းနဲ့အမဲဓာဟင်းထုတ်အတော်တုံးကတော့ဒီပစိုးအိတ်ထောင်ထဲမှာလမ်းတစ်လျှောက်ပေတဲ့ဟင်းရွက်တွေမြစ်တွေနဲ့အပြစ်ပေါ်အမေအကြံလေအမေကထွေးစိန်နဲ့မုတ်ဆိုးမှချင်းတူပေမဲ့ညံချင်းတူဘူးအမေကညံကောင်းတယ်ထွေးစိန်ကိုအဖေးအမျိုးတွေရွာတော့ခင်းတာလေအမေပဲအဖေးအမျိုးတွေကိုပေးဖို့ တော်ရင်လာရင်ဟင်းသီးဟင်းရက်တွေခုခိုင်းမြစ်တွေချိုးခိုင်းတာလဲအမေးပဲမြစ်မှာပန်းမလာတဲ့လက်ဆောင်တွေကိုထွေးဆက်မြူးချင်ဘူးအမေကအတင်းခိုင်းတာအဖိုးတန်တန်မတန်တန်ကိုကပေးစရာလေးပါတော့ကောင်းတာပေါ့ဟိုကပေးရမဲ့သူကလည်းပေးချင်စိတ်ရှိတာပေါ့တဲ့အမေပြောတာမှန်တယ်အဖေတို့အမျိုးတွေလည်းစင်းရဲရှာကြတာပါပဲ။ ထွေးစင်ခူသွားတဲ့ဟင်းရက်တွေမြစ်တွေကိုသူတို့လည်းမှက်ရှာတယ်။ပြီးတော့အဲ့ဒီလက်ဆောင်တွေကြောက်ပဲအဖေမျိုးတွေကထမင်းတထုံနဲ့အမဲသားဟင်းကိုတအိမ်တက်စင်လိတ်စုပေးခဲ့ကြတာပေါ့။ထွေးစင်မှာနားတော်မနားနိုင်ပါဘူး။လိုချင်တာလေးရတာနဲ့ရည်လေးတစ်ခွက်ခတ်တောင်းပြီးအပြေးအလွှာပြန်ပြေးခဲ့တာ။ဒါတောင်ကြည့်အောင်အချိန်ကလေရွာပြန်တာရွာပြန်ရောက်တာနဲ့နေနေမှာပဲ။ ခေါစာကနေဝီနေဝင်ကြီးတရောမှာပြရမှာဆိုတော့အတော်လောက်ပါပဲဒီခေါစာပြစ်ပြီးရင်တော့ဒေါ်ချက်ကြီးကတားလေးချက်ချင်းနေကောင်းမယ်တဲ့ဒေါ်ချက်ကြီးကကြောက်စရာကောင်းလိုက်တာထွန်းစိန်ဖြစ်ခုမှပြီးတော့တယ်ထွန်းစိန်ဗိတ်ကြီးကြီးနဲ့မက်ကြီးတော်ထဲမှာဝခောက်ရင်ဝါချွန်ကြီးစူးပြီးတေအောင်လောက်တာသူလောက်တာတဲ့ဒေါ်ချက်ကြီးကို မက်ကြီးမူမူယူယူနဲ့စိတ်ဆိုးအောင်ဘာရီပြောပါလဲမက်ကြီးကလည်းထွေးစင်ယောက်ျားရဲ့မပြောရဘူးအပြောမသက်အဆိုမသက်မက်ကြီးတို့ဝါခုတ်တဲ့တော်လေဟာဒီတော်ပြီပေါ့လေအဝိမှာဝယုံပင်နေရိုင်းနဲ့သွားတော့ထွေးစင်ရင်တဲထိတ်ခနဲဖြစ်သွားတယ်မက်ကြီးဝါချုံစူးတာဒီဝယုံတော်များလားထွေးစင်နင်းလျှောက်နေတဲ့ ဝါးရွက်ချောက်တွေဟာခုမှအတန်ပုံမီလာသလိုပဲထွေးစိန်နဲ့လျှောက်ကမှဝေယုံပင်တွေကပိုးပြီးရမ်းမြဲလာသလိုတီရွက်ချောက်တန်တွေပိုပြီးဆူညံလာသလိုဖျားမချောက်နဲ့နော်ငါချောက်တတ်တာနင်ပြည့်ရတာနဲ့မင်းမိကအမေသားများငငန်းတက်အမလီဒါလေးတော့မလူလိုက်ပါနဲ့ဟဲမြေသားအတွက်ဟဲ့မြေသားလေးမိမကောင်းဖြစ်နေလို့ခေါ်စာဖြစ်ဖို့ဟဲ့ ွေးစိန်ခြေလန်းတွေပုံမြင်လာရင်ကြောက်စိတ်ကထိမရတော့ဘူးဝေါကနေဝယုံတော့လေပင်းတစ်ချက်အဝေးမှာတော့တင်းရ၆တွေပေါ်မှာထွေးစိန်ကစုံပေါက်ပြီးပြီပစိုးအိတ်ထောင်ကိုတစ်ကျစ်ပါအောင်စုပ်ရင်စပင်ဖားလျားဥယျာဉ်ဖားလျားနဲ့ပေါ့အမေဒါပြင်ရင်ဘလောက်ဆူလိမ့်မလဲကြောက်တယ်အမေရဲ့မကြီးရှစ်ကြီးခိုးပါရဲ့ငါမလိမ့်မလာနဲ့နော်ချက်တီးကောင်းရဲ့နေဝင် ရည်တယောကအမအမ်ဖက်ကိုလူချင်နေပြီရွာပြင်ဖက်တက်ပင်အုတ်တူရဲ့အရိတ်ကပိုးပြီးမောင်အောင်လုံနေတယ်လို့ပဲ အမေရက်ထားတဲ့ဝါပန်အစ်စ်လေးကဝဆိုင်နဲ့လေးမွေးနေတယ်ဘန်ကလေးထဲမှာငပြောဖက်ခင်းပြီးစန်ထမင်းခုနပုံပုံထားတယ်စန်ထမင်းပေါ်မှာ အမေသားဟင်းကို ပုံလို့ပေါ့ရွာပြင်ဖက်ခြုံမုတ်တွင်နားမှာ ခေါ်ဆပန်းကို ထွေးစိန်ချလိုက်တယ်။ပြီးတော့အမေမာတဲ့အသိဝရမအစ်စ်လေးနဲ့ခေါ်ဆပန်းကိုတဒေါက်တောက်ခောက်ရင်အမေတင်မင်းတဲ့အသိအရှင်ကြီး အရှင်ကောင်းတို့အားစံဖြူတမင်းနဲ့အမေသာဟင်းဖြင့်ခေါ်ဆာများကျေးပါတယ်ဖရာ။အပြည့်ရှိကကြည်တော်မူပါ။တပည့်တော်မဤတာလီအားအမြန်နေကောင်းမတော်မူပါ။ဆိုတဲ့စကားကို အထက်ထက်ရွတ်တယ်။အမေကခေါ်ဆာပြစ်ပြီးတာနဲ့မြင်မြန်ပြန်ခဲတဲ့ ကလေးကတအီအီနဲ့ထွေးစင်စီလက်ကလေးလမ်းလို့ဘလို့ချီအားပါမလဲအမေညင်ခွင်တဲကကလေးကိုတစ်ချက်ငုံနှမ်းခဲ့ရတယ်မိမလေးကပူတုံးပဲဒါပေမဲ့မမဖြစ်ဆိုတက်တာသွားမှာပါအမေစကားကိုနားမထောင်ပဲခိုးစာဘန်းနဲ့မလမ်းမကန်းကအီရဲ့၆တွေပေါ်မှာထွေးစင်ထင်ချပစ်လိုက်တယ်ခုမှမောလာတယ်တဏီကောင်တဏီခန်းတောက်ခဲ့ရတဲ့ဘိတ်ထဲမှာရေပဲရှိတယ် 음အမျိုးတွေကြီးတဲ့ထလျက်နှလုံးရေပေါ်ခေါစာဘန်ဖက်ကိုထွေးစိန်လမ်းကြည့်တယ်ခေါစာထမင်းနဲ့အမေဒါဟင်းပုံလေးတွေကဒီတိုင်းပဲရှိနေစေအလိုဖျားဖျားခြုံပုတ်ပြီးနားစီကရစ်ခနဲ့အလိုလိုညီနေရသလားထွေးစိန်တကူလုံးစက်သိန်းတွေတပြင်းပြန်ထသွားတယ်ခေါစာကိုစားဖို့နှက်တွေလာကြပြီလားနှက်တွေကတကယ်စားသလားအမေပြောဖို့တာထွေးစိန်မှတ်မိပါတယ် နတ်ဆိုတာအငွေပဲစားတာတဲ့ထွေးစိန်ဒီဖက်ပြန်လဲလိုက်တယ်အမေကတော့မျောနေတော့မှာပဲပြန်ရကောင်းမလားအင်းပြန်တယ်လက်တွေအငွေစားကတိတ်ကြမှာမဟုတ်ပါဘူးချွတ်ချွတ်နဲ့ခြုံဖို့လှောက်ရှားတန်တွေထွေးစိန်လန့်ပြတ်ပြီးခုန်ထလိုက်တယ်ခိုးစားဗန်းစီကြည့်လိုက်တော့ကြည့်စမ်းကြည့်စမ်းထွေးစိန်ထက်အကျံဦးသူတွေလက်ထဲကဝါရောက်မှကိုကြစ်ကြစ်ပါအောင်စုပ်ရင် ထွေးစိန်တဟဝန်ထိုးပြေးတယ်။ဝတ်ကြီးဖိုးလုံးတန်ခဲကောက်တီးမကလေးတွေဝိုင်းနေတဲ့ခိုးစာဘန်းနာကို ထွေးစိန်ရောက်တာနဲ့ကလေးတွေကိုအတင်းတွန်းထွန်းပြေးလိုက်တယ်။ဟဲ့ဖယ်စမ်းဖယ်စမ်းနင်တို့နော်နင်တို့နော်ကလေးတွေကထွေးစိန်ကိုနင်းနေမှအေးမလို့ပဲထမင်းစုပ်တွေကိုလှူစားကြတော့ထွေးစိန်တယောက်ကလေးတွေကိုဝါရောက်မနဲ့ခောက်ရင်းသူ့ပါအတင်းလှူစားပြစ်လိုက်တယ်။သူမင်း ထမင်းစံဖြူထမင်းနဲ့အမဲဒါဟင်းတလုတ်က ရေပဲရှိတဲ့ဘိတ်သေးကိုအညလာရှိရှိခုံဝင်သွားကြတယ်။ပေအုံးဟဲ့ငါပေအုံးတော်တော်တော်လှောချတော့ကုန်ပြီ။ဗန်ပဲကြံတော့တယ်။အမေဒါတိရင်တော့ထူးစိန်ကိုမစိမ့်တော့နဲ့စော်ပလော်ပြီးလိုက်မယ်။ဗဇက်သေးကထမင်းလုတ်ကိုအာရပါရဝါရင်ထူးစိန်ပြန်ပြေးခဲ့တယ်။ဝကြီးတို့ဖိုးလုံးတို့ကလေးတိတ်ကစပင်ဖိုးယူဖားရာ ထမရင်ရှားနဲ့ထွေးစိန်နောက်ကတဟီဟီနဲ့တင်းပေါက်ပေါက်မှာအမေထိုင်နေတယ်။အမေကိုကြောက်ကြောက်နဲ့အမေရင်ခွင်ထဲကသားလေးကိုပွင့်ယူလိုက်တယ်။ဟဲအမေခေါ်ဆောင်ပြစ်လိုက်တာ ကလေးကိုအီးသွားပြီ။နွေနွေလေးပဲရှိနေတဲ့ကလေးခန္ဓာကိုယ်ကိုစမ်းသပ်ရင်ဝမ်းသာအားရအော်တဲ့ထွေးစိန်အတန်းအစုံးမှာအော်တန်နဲ့နဲ့ကြီးပေါ်လာတယ်။ အယူမှာအပေါ်မရဲ့မြစ်သားတင်နေတာဟဲ့တိရလားမြစ်သားတွေ့ပြီးမိထွေးစိန်ရဲ့ကြောက်ရွံ့တယုံလို့ငြိမ်သက်တောက်တင်းသွားတဲ့ထွေးစိန်ရဲ့မိစေပေါ်မှာတော့ထမင်းစစ်ဖြူဖြူလေးတွေကဖိတ်စင်လို့ lifestyle magazine ဇွန်လ2009ပြီးပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်နောက်စာပေများကိုလည်းနားဆင်အားပေးကြပါအောင်ရှင် like and subscribe လေးလေးလုပ်ဖို့မမေ့ချနဲ့အောင်နော်